Okay, yeah, that's. I don't think we're gonna. That's why we're on, that. on, different planets, right? But what is the national identity of Palestine? Educate me. Palestinians. What? What? What is that? Like, what do you mean? What is that? Yeah. What? What ethnicity are they? Arabs. Okay, so all Arabs are Palestinians. No, but they are Arabs. Wait, yeah. What you trying to say? Tr what is tr- point? I'm trying to say because at what point does somebody become a Palestinian? when he was born in Palestine or if his parents I, I, again, are Palestinians? Well, again, this is why we're talking what, past each other. What you, what I, you trying I, to say? I, I don't think the place exists. What? Because it doesn't. It's called Judea and Samaria. It's not so called Palestine. Video tema ba pyo twa le so ro Palestine naingan ta so ra ma shi bu Arab lu myo re be shi Palestine naingan so ra le ma shi bu Judah pi ne Shamari pi be shi ယူဒပြည်ဆိုတာကတော့ဂျူးလူမျိုးတွေနေထိုင်တာဖြစ်ပြီးတော့ရှမာရိပြည်ဆိုတာကတော့ရှမာရိလူမျိုးတနည်းအားဖြင့်ဂျူးကပြားတွေနေထိုင်ကြတာဖြစ်တယ်။ဒါဆိုရင်အဲ့ဒီယူဒပြည်ရှမာရိပြည်ကိုဘယ်လိုဖြစ်လို့အာရဗ်တွေမွတ်စလင်တွေရောက်ရှိလာကြတာလဲ။တောက်ကဒါနဲ့ပတ်သက်ပြီးတော့အမိုင်းကြောင့်ကိုကြံကြည့်ရအောင်။အဲ့ဒီဒေတာကိုဆက်ဆချင်းတော့ခါနန်ပြည်လို့ခေါ်ပါတယ်။အဲ့ဒီခါနန်ပြည်မှာဂျူးတွေရဲ့ဖခင်အာဗြဟံနေထိုင်ခဲ့ပါတယ်။ အဲ့လိုနေထိုင်ရာကနေဈေးမျိုးဆက်၄ဆက်မြောက်မှာအလက်ပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်အဗရာဟမ်၊ဣဇက်၊ယာကုပ်ယာကုပ်ရဲ့သားဆက်နှစ်ယောက်အလက်မှာခါနန်ပြည်မှာအစာခေါင်းပါချင်းဖြစ်ပါတယ်အဲ့ဒါနဲ့ဂျူးလူမျိုးတွေဣသရဲလူမျိုးတွေဟာအဲ့ဒီခါနန်ပြည်ကိုစုံခွာပြီးတော့အီဂျစ်ပြည်ကိုပြောင်းရွှေ့နေထိုင်ကြတယ်အီဂျစ်ပြည်မှာဂျုံဖြစ်သွားကြတယ်လူရင်းတူရှင်းပေးပြောပါမယ် အဲ့ဒီဂျုံဖြစ်သွားရကနေဘောရှေလက်ထက်မှာပြန်လွတ်မြောက်လာကြတယ်။ပြန်လွတ်မြောက်လာပြီးတော့သူတို့ရဲ့ဌာနီအာဗြဟံနေထိုင်ခဲ့တဲ့ခါနန်ပြည်ကိုသူတို့ပြန်တိုက်ယူရတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီခါနန်ပြည်မှာခါနနီလူ80လူယေဘုသလူစတဲ့လူမျိုး9မျိုးကအုပ်စုပြီးတော့နေထိုင်နေကြတယ်။အဲ့ဒီလူမျိုးတွေကိုတိုက်ထုတ်ပြီးတော့နိုင်ငံပြန်လည်တည်ထောင်နေရတယ်။ဆိုတော့နိုင်ငံတော် Israel kingdom ကိုတည်ထောင်တယ်ပထမဆုံးဘုရင်ကတော့ Saul ဖြစ်တယ် Saul ဖြစ်တယ်ဒုတိယဘုရင်ကတော့ David မြင့်ကြီး King David ဖြစ်တယ်တတိယဘုရင်ကတော့ King Solomon Solomon မြင့်ကြီးဖြစ်တယ် Solomon လက်ထက်ရောက်လာတဲ့အခါမှာအဲ့ဒီ Israel နိုင်ငံမှာဘိတ်မှန်တော်တည်ဆောက်ပါတယ်ပထမဘိတ်မှန်တော်ဖြစ်တယ်ဒါနဲ့အဲ့ဒီဘိတ်မှန်တော်ကိုလည်းအာတပါးအမျိုးသားတွေ Babylon Empire ကနေ Israel နိုင်ငံကိုကျူးကျော်လာပြီးတော့တိမ့်ပိုက်သွားတယ် အဲ့ဒီဘိတ်မန်တို့ကိုလည်းဖြူဖြတ်သွားကြတယ်။ဒါနဲ့နောက်တစ်ဆင့်မှာလည်းဘိတ်မန်တို့ပြန်ဆောက်တယ်ဒုတိယဘိတ်မန်ဖြစ်တယ်။အဲ့ဒီဒုတိယဘိတ်မန်ကိုကြတော့ရောမအင်ပါယာကနေချက်စီးသွားတာဖြစ်တယ်။ဆိုတော့ရောမအင်ပါယာခေရောက်လာတဲ့အခါမှာယူဒပီရှမာရီပြည်ကိုဘယ်လိုခေါ်လိုက်လဲဆိုတော့ Syrian Palestina လို့ခေါ်တယ်။ Palestine မဟုတ်သေးဘူး Syrian Palestina လို့ခေါ်တယ်။အဲ့ဒီဒေသမှာ အစ္စရဲလူမျိုးတွေကဂျုံအနေနဲ့နေကြတယ်ယောမတွေကအုပ်စိုးတယ်အဲ့ဒီကနေတစ်ဆင့်နည်းနည်းကြာတဲ့အခါမှာအော်တိုမန်အင်ပါယာဖျက်ရောက်လာတယ်အဲ့ဒါကတော့တူရကီအင်ပါယာဖြစ်တယ်မွတ်စလင်အင်ပါယာဖြစ်တယ်မွတ်စလင်အင်ပါယာတွေကအစ္စရဲနိုင်ငံကိုသိမ်းပိုက်တယ်အာရဗ်တွေအမှစနေလာကြတယ်အဲ့ဒီကနေပြီးတော့ British Empire ခေတ်ရောက်လာတယ် British Empire နေတိမ့်ပိုက်တယ် British Empire ကနေအဲ့ဒီဒေတာကိုတိမ့်ပိုက်ပြီးတဲ့နောက်မှာ အဲ့ဒီဒေတာကိုပါလက်စတိုင်းနယ်မြေလို့နှိမ့်ခေါ်တယ်အဲ့ဒါ20ရာစုကပါလက်စတိုင်းဆိုတဲ့နာမည်ပေါ်ပေါက်လာတယ်ပါလက်စတိုင်းနိုင်ငံမဟုတ်ဘူးပါလက်စတိုင်းဒေတာပါလက်စတိုင်းနေပြည်ဆိုပြီးတော့တတ်မှတ်ပေးတယ်အဲ့ဒီမှာလူမျိုး၃မျိုးနေတယ်အာအာရဗ်တွေနေတယ်ပြီးတော့ယူဒတွေနေတယ်ပြီးတော့အာတချို့ခရစ်ယာန်တွေနေတယ် ဒီလိုကနေနောက်ပိုင်းမှာအာရဗ်တွေကကြီးစုပြီးတော့ပါလက်စတိုင်းဒေသမှာနေကြတယ်ဂျူးတွေကဒုတိယကမ္ဘာစစ်မှာကမ္ဘာအဝှမ်းထွက်ပြေးတိမ်းရှောင်ရတယ်အဲ့ဒီနောက်ပိုင်းမှာမူလဌာနဖြစ်တဲ့အဲ့ဒီယူဒပိရှမာရိပြီးပါလက်စတိုင်းအုပ်စိုးတဲ့ဒေသကိုအယူဒလူမျိုးတွေကပြန်ဝင်လာတယ်ပြန်ဝင်လာတဲ့အခါမှာအာရဗ်လူစီကနေပတ်စံပေးပြီးတော့ပြန်ဝင်လာရတယ်သူတို့ရဲ့မြေကွက်သူတို့ရဲ့ ပိုင်ဆိုင်ခဲ့တဲ့မြေကွက်တွေကိုအာရဗျာအုပ်ဆိုးတာဖြစ်တဲ့အတွက်သူတို့ကပတ်စံပေးဝယ်ရတယ်မိအင်းသက္ကနာတို့ဖြစ်ရတယ်အလကားနေတာမဟုတ်ဘူးအစ္စရဲတွေအခုနိုင်ငံတီထောင်နေဆိုတာအလကားနေတာမဟုတ်ဘူးပတ်စံပေးပြီးနေရတာဖြစ်တယ်မြေကွက်တွေမြေကွက်တွေမြေဧကတွေကိုပတ်စံပေးပြီးတော့အာရဗျစီပတ်စံပေးပြီးနေကြတာဖြစ်တယ်အဲ့ဒီလိုကနေဂါဇာကမ်းမြောင်ဘက်မှာတော့ဘယ်သူတွေနေလဲဆိုတော့အခုအာရဗျ ပါလက်စတိုင်းနိုင်ငံတည်ထောင်ချင်နေတဲ့အာရဗ်တွေနေတာဖြစ်တယ်အဲ့ဒီအာရဗ်တွေရဲ့မူလဒေသကဘယ်မှာလဲဆိုရင်အာဆီးရီးယားနဲ့ဂျော်ဒန်ဖြစ်တယ်ဆီးရီးယားနိုင်ငံနဲ့ဂျော်ဒန်နိုင်ငံဘက်ကအာရဗ်တွေကအဲ့ဒီဂါဇာဘက်မှာနေကြတာဖြစ်တယ်ဆိုတော့ပြောချင်တဲ့အရာကပါလက်စတိုင်းလူမျိုးဆိုတာမရှိပါဘူးအာရဗ်လူမျိုးပဲရှိပါတယ်ပါလက်စတိုင်းနိုင်ငံဆိုတာလည်းမရှိပါဘူးဘယ်တော့မှလည်းရှိလာမှာမဟုတ်ပါဘူးဟုတ်ပြီဒါဆိုရင်တမန်ကျမ်းစာထဲမှာ ဖိလစ်တိလူမျိုးနဲ့ပတ်သက်ပြီးတော့တချို့ကပါလက်စတိုင်းလို့ထင်ကြတယ်။ဂေါလျက်ရဲ့လူမျိုးဖိလစ်တိလူမျိုးအဲ့ဒါကိုအင်္ဂလိပ်လိုဖိလစ်တင်းလို့ခေါ်တယ်။အဲ့ဒီလူမျိုးကိုပါလက်စတိုင်းလို့ထင်ကြတယ်တကယ်တော့မဟုတ်ပါဘူး။အဲ့ဒီလူမျိုးတွေက Sea people လို့ခေါ်တယ်။ပြင်လယ်ဓမြတွေဖြစ်တယ်။အယောက်ကိုအာတောင်းကျတဲ့သူတွေရုပ်မာတဲ့သူတွေဖြစ်တယ်။အီဂျစ်တမိုင်းတွေမှာသူတို့ကိုအဲ့လိုခေါ်ပြထားတယ် အဲ့ဒီလူမျိုးတွေကဂေါလျက်ရဲ့လူမျိုးဖိလစ်တီလူမျိုးတွေကဣသရေလကိုတစ်ချိန်လုံးကတော်လှန်ပုန်ကန်ခဲ့ကြတယ်ဂေါလျက်နဲ့ဒါဝိဂေါလျက်နဲ့ဒေးဗစ်လည်းစစ်ဖြစ်ခဲ့ကြတယ်ဒါတမိုင်းမှာတွေ့ရတယ်အဲ့ဒီဖိလစ်တီလူမျိုးဒီအာပြင်လေလူသားတွေတတ်တတ်ဖြစ်တယ်မျိုးနွယ်စုငယ်လေးတတ်တတ်ဖြစ်တယ်ပါလက်စတိုင်းလူမျိုးလုံးဝမဟုတ်ပါဘူး ဒီတမိုင်းအမှားကိုသိစေချင်ပါတယ်ခရစ်ယာန်ယုံကြည်သူမှန်ရင်ပါလက်စတိုင်းနိုင်ငံရှိတယ်လို့ထင်တဲ့အရာတွေကိုဖျောက်တင်ပါတယ်ပါလက်စတိုင်းနိုင်ငံဆိုတာမရှိသလိုပါလက်စတိုင်းလူမျိုးဆိုတာလည်းမရှိပါဘူးအာရဗ်လူမျိုးတွေပဲရှိတာဖြစ်တယ်ဒါကြောင့်မလို့အခုဥရောပနိုင်ငံတွေမှာခရစ်ယာန်နိုင်ငံတွေကပါလက်စတိုင်းနိုင်ငံကိုအတိမပြုလာကြတယ်ဘာကြောင့်လဲဆိုရင်တမိုင်းအမှန်ကိုသူတို့မသိကြလို့ဖြစ်တယ်ဖိလစ်တီလူမျိုးဂေါ်ရဲ့လူမျိုးကိုပါလက်စတိုင်းလူမျိုးနဲ့သူတို့ပါးနေကြတာဖြစ်တယ် ဒါနဲ့ပတ်သက်ပြီးတော့ Google တွေမှာလည်းသင်ရှာနိုင်တယ်ပြီးတော့ ChatGPT ကိုလည်းမင်းနိုင်တယ် Finity လိုမျိုးနဲ့ Palestine လိုမျိုးနဲ့တူလားလို့တွားမေးကြည့်ပါမတူဘူးလို့ပဲသင်ကိုဖြေမှာဖြစ်တယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါစို့